2025ခုနှစ်အတွင်းထိုင်းကရင်နယ်စားသောက်ရှိစစ်ကောင်စီနယ်စစခန်းတွေကို60ရခိုင်နှုန်းကျော်အထိရှင်းလင်းနိုင်ခဲ့တာဖြစ်ပြီးရန်နှောင်းပြည့်ထိုင်းကျောက်နိုင်ရေးဆက်လက်တိုက်ပွဲဝင်နေစေဖြစ်တယ်လို့ကရင်မျိုးသားစီယုံ KNU တာဝန်ရှိသူတွေကဆိုပါတယ်။ KNU ထိုင်းကျောက်နယ်မြေတပ်မဟာ9နဲ့တပ်မဟာ4အတွင်းရှိစစ်ကောင်စီနယ်စစခန်းအလုံးရှင်းလင်းနိုင်ခဲ့ပြီးလက်ရှိတပ်မဟာ9မေတော်ဝါဒဝိုင်းနဲ့တပ်မဟာ6မှာကျန်ရှိနေတဲ့ဝါလေးဖြူဟာနီးအရှိ စ်ကောင်စီတပ်စခန်းတွေကိုတိုင်ခိုက်တိုင်ပိုက်နေဆဲဖြစ်ပါတယ်။တပ်စရန်နေမြေအလိုက်စစ်ရေးမဟာဗျူဟာကြကြဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်တာကြောင့် KNU နေနဲ့တော်လိုင်းခီနောက်တစ်စီတက်လာနိုင်မယ်လို့ယောင်ကြည်ကြောင်းလဲ KNU ပြောရေးဆွေးခွေးရှိသူဘသူစောတော်နီကပြောပါတယ်။အဲ့ဒီတိုင်းကင်းနဲ့ဇတ်ကြောမှာရှိတဲ့စက္ကစစခန်းတွေအလုံး ဟိုစကမ်းဖက်တစ်ခုတိန်နိုင်တယ်ဆိုတော့အများကြီးရှိတယ်ဆိုတော့ကျွန်တော်လည်းပြောတတ်ဘူးဟိုစင်းရလက်ထမမရှိတော့ပေမဲ့ဟိုကျွန်တော်တို့အထူးသဖြင့်တည်င်းနဲ့ပတ်သက်ပြီးဒီတည်င်းနဲ့ပတ်သက်ပြီးပြည်သူ့ ဆက်ဆံရေးဌာနကနေပြီး KNU ပြည်သူ့ဆက်ဆံရေးဌာနနေပြီးတော့သူတို့အချိန်တိုင်းသတင်းထုတ်ပြန်လိုက်မယ်လို့သိရတယ်လေအဲ့ဒီအကြောင်းအရာတွေပေါ့နော်အဲ့ဒါအဲ့ဒါကိုပဲစောင့်မျှော်နေပါလို့နော်ကင်ပြည်နယ်ကော့ကရဲမြို့နယ်အတွင်းရှိစစ်ကောင်စီရဲ့ထီးကပလေတပ်စခန်းကို KNU နဲ့တော်လိုင်းကြီးပူပေါင်းဖွဲ့တွေကဇွန်လ22ရက်နေ့ကတင်ပိုက်နိုင်ခဲ့တယ်လို့ KNU ဘူဟုကထုတ်ပြန်ထားပါတယ် ဆိုပါထီကပလေတပ်စခန်းဟာ KNU ရဲ့ဌာနချုပ်ဟောင်းနေရာဖြစ်ပြီးစစ်တပ်လက်အောက်မှာ28နှစ်ကြာကြာရောက်ခဲ့ပြီးနောက်ပြန်လည်ရယူနိုင်တာဖြစ်ကြောင်း KNU ရဲ့ထောက်ပြန်ချက်အရသိရပါတယ်။လက်တော်စခန်းတိုက်တိုက်ပွဲဆင်နွှဲရမှာစစ်ကောင်စီတပ်သားများစုကပြန်လည်ခုတ်ခံတိုက်ခိုက်ခြင်းမပြုတ်လို့ပဲစခန်းစုခွာထွက်ပြေးမှုတွေများပြားလာတယ်လို့ KNU တပ်မဟာလေးတပ်ဝန်ခံဘသူစောအန်နာကပြောပါတယ်။စခန်းစုခွာထွက်ပြေးရမှာလဲတပ်ဖက်ထိုင်းနိုင်ငံတွင်းတို့ဝင်ရောက်သွားပြီးထိုင်းတပ်ဝန်ရှိသူတွေကလည်း ူတို့ကိုကူညီဆောင်ရွက်နေတာကြောင့်စစ်ကောင်စီတပ်သားတွေအတွက်ခွေရီကောင်းဖြစ်နေကြောင်းလည်းဆက်ပြောပါတယ်။တစ်ဖက်မှာလည်းခင်အယူသမဟာတွင်းရှိစစ်ကောင်စီတပ်စခန်းနဲ့နေမြေများစုတို့ကိုထိန်းချုပ်ထားနိုင်ပေမဲ့နေဆက်ကောင်တွေရဲ့ကိတ်ကိုဥဆောင်လဲပတ်နိုင်တဲ့အခြေအနေမရှိသေးပါဘူး။ နေဆက်ကောင်တို့ရဲ့မှတ်ရစေတော်လာရေးတို့အတွက်ဝင်ငွေပေါက်တိုးလာနိုင်တဲ့ကဲ့သို့ဒေတာအတွင်းသွားလာရေးဒေတာအတွင်းစီးပွားရေးနဲ့စီးရေးတွေအလားလာကောင်းနိုင်တဲ့အတွက် KNU နေဖြင့်ထိုင်းတဝန်ရှိသူနေနဲ့ဆက်ဆံရေးပို့မှုတည်ဆောက်ဖို့လာတယ်လို့ KNU သမဟာလီမှနိုင်ငံရေးစီးရေးလေလာတုံးတက်သူတို့ကပြောပါတယ် KNU ရဲ့တော်လာရေးအခြေအနေဟာအများကြီးအလားလာကောင်းလာတယ်လို့ပြောလို့ရတယ်မြေထိန်းချုပ်မှုရလာနိုင်တဲ့နေ့အမျှစီးရေးကိုလည်းပို့ပြီး ပေါ်ဆောင်နိုင်တဲ့အတွက်ကြောင့်ဒီတော်လန်ရေးကလည်းအချိန်ဟုန်အရင်အထက်ပိုပြီးမြင့်လာမယ်လို့တော့ကျွန်တော်ယူဆတယ်။ဒါပေမဲ့ KNU တက်မဟာတခုနဲ့တခုချိတ်ဆက်မှုဟော COC မရှိတဲ့ပေါ်မှာသူတို့လိုလားတဲ့နိပန်းတိုင်းသူတို့အမြန်တော်လိုင်းရေးကိုအမြန်ပြီးကျင်တဲ့ဆန္ဒဖြစ်အောင်မှာမဟုတ်ဘူးလို့ကျွန်တော်သုံးသပ်လိုတယ်။ တပြင်ကရင်လူမျိုးတွေဥဆောင်တဲ့ PGF ဖွဲ့ဟာစစ်ကောင်စီတို့ရဲ့တပ်ပုံစံနဲ့တော်လှန်ရေးဖွဲ့စည်းတွေကိုနှောက်ယှက်ဟန်တာပြီးစစ်ကောင်စီနဲ့အတူတိုက်ပွဲဝင်နေတဲ့အပေါ်တော်လှန်ရေးနှောင့်နှေးနိုင်ကြောင်းလည်းဆက်ပြောပါရတယ်။လက်ရှိမြန်မာနဲ့ထိုင်းနယ်စပ်မှာနှစ်နိုင်ငံနယ်စပ်ကုန်ရေးအတွက်ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလိုက်နယ်စပ်နဲ့တင်းနိုင်ရီတိုင်းကော့တောင်းရနောင်လေကြောင်းလမ်းကိုသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်တော့မယ်လို့တော်လှန်ရေးတွေရဲ့ပြောပြချက်အရသိရပါရတယ်။ ကရင်မျိုးသားစီယုံခန့်ယူဟာစစ်အနာတိတ်မှုအလွန်စစ်ကောင်စီရဲ့စခန်းကြီးစခန်းငယ်နေရာနဲ့အထက်ကိုတင်ပိတ်ထားကြောင်းမြမမဟာဗျူဟာနဲ့မူဘာတာလိလာရေးအင်စတီကျု ISP မြန်မာကဇွန်လ22ရက်နေ့မှာထုတ်ပြန်ချက်ရသိရပါတယ်ခင်ဗျာ။